မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်းတော်အငူမော်လမ်းပေါ်မှာရှိတဲ့အင်းဒင်နေကြားဆောင်တပ်ဖွဲ့ကွဲနခခ6စကမ်းကြီးကိုအရခတက်တော်အေအေကဇွန်လ6ရက်နေ့မနက်ပိုင်းမှာအပိသက်သိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေကြားဆောင်တပ်ဖွဲ့တွေအကြဆုံးတွေရှိတဲ့စကမ်းကထွက်ပြေးကြတာတွေလည်းရှိတယ်။လက်နက်ချတာလည်းရှိတယ်။ထွက်ပြေးတာကတော့ပင်လယ်ပြင်ဘက်ကိုထွက်ပြေးကြတာများတယ်။ ဖမ်းမိတဲ့လူတွေလည်းရှိတယ်။နယ်မြေရှင်းလေးတွေလုံနေရတယ်လို့ပြောဆိုခဲ့ပါတယ်။အင်းဒီနာခခခ6နေကြားဆောင်စခန်းဟာမောင်တော်မြို့နယ်တောင်ပိုင်းမှာအခြေစိုက်ထားပြီးတော့အင်းအား600ခန့်ရှိတဲ့စခန်းကြီးတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအင်းဒီစခန်းမကြစီဘုတ်ကိုပင်လယ်ပြင်မှာရှိတဲ့နေဗီတွေကလက်နက်ကြီးပစ်ကူမှုတွေပေးခဲ့တယ်လို့လေကြောင်းကနေလဲ Jet Fighter လေယာဉ်တွေနဲ့အချိန်ချင်းပစ်ကူတိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အရခတက်တော် AA ကအောင်မြင်စွာတိမ့်ပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းရေပြူမြို့နယ်ခမရ၄၈တရင်ကို50မမနဲ့ပြစ်ခတ်တိုက်ခဲ့ရာစစ်သားတအုပ်တေဆုံးပြီးအဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ31ရက်နေ့မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဒဝဲအမတ်ရှိပြည်တော်စုလမ်းမကြီးမှာနယ်မြေလုံးကျုံရေးအတွက်ခီးသွွားရင်များကိုစစ်ဆေးရိတ်ဆောင်ရွက်နေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ၄၈တရင်ကလက်နက်ကြီးများနဲ့ရန်တမ်းပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်တော်လိုင်းတပ်ဖွဲ့များကအဲ့ဒီနေ့မနက်9:00နာရီခွဲကမှာ ခမရ၄၈တရင်ဝင်းအတွင်းကို၄၀မမ၄လုံးလက်နဲ့ငယ်များနဲ့ပြန်လည်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုအတွင်းမှာခမရ၄၈တရင်ဝင်းအတွင်းကအဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်သေးဆုံးက၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ကော်တူလေးအာမီ KTLA ရွှေပြည်လုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SBL တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကစီရဲအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စီရဲသတိနဲ့တွာလာနေထိုင်ကြဖို့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလို update ဖြစ်နေတဲ့သတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က one in ထိနေတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News Channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အလူငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ယုံနဲ့ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆလပီတင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းကြောက်စဲမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်စစ်သားတွေစုဆောင်းပေးနေတဲ့လက်နက်ကိုင်းပြူစောတိခေါင်းဆောင်တိန့်ဆွေကိုပြစ်ခတ်တိုက်ခဲ့ရာ ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့မွန်လွယ်12:45မိနစ်အချိန်ကမှကြောက်ဆယ်မြို့နယ်တင်ပြူကျေးရွာကလက်နက်ကင်ပြူစောထီခေါင်းဆောင်တိမ့်ဆွေခေါ်ဘူးလွယ်ဟာဇနီးဖြစ်သူနဲ့ကြောက်ဆယ်မြို့ကနေဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာတိမ့်ဆွေဟာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားပြီးတော့ဇနီးဖြစ်သူကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့ပြူစောထီခေါင်းဆောင်တိမ့်ဆွေဟာတင်ပြူကျေးရွာအုပ်ချုပ်ရေးမှုအဟောင်းဖြစ်ပြီးတော့ပစ္စတိုတနက်ကိုင်းဆောင်ထားသူဖြစ်တယ်လို့သိရပါတယ်။တိမ့်ဆွေဟာအကြပ်ဖက်စစ်တပ်အတွက်စစ်သ ားတဲ့စူဆောင်းပေးခြင်းကျေးရွာအတွင်းမှာစစ်တပ်လာရင်ရိတ်ခါပို့ဆောင်ပေးခြင်းနဲ့ပြည်သူများကိုဒုက္ခရောက်စေရန်ရည်ရွယ်ချက်နဲ့အကြမ်းဖက်စစ်တပ်ကိုသတင်းပေးတိုင်ကြားမှုများပြုလုပ်နေသူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပြူစောတိခေါင်းဆောင်တိမ့်ဆွေစီကနေပြီးတော့9မီလီမီတာချီ9တောက်လိုက်ကင်ဖုန်း3လုံးငွေ2000နဲ့စိုင်းကဲတစ်စီးကိုတင်းစီရမိခဲ့ပြီးတော့၎င်းတိုက်ခိုက်မှုကိုကြောက်ဆယ်မျိုးနဲ့တော်လိုင်းတက် KRA နဲ့အတူကြောက်ဆယ် KDDF စင်ကမျိုးနဲ့ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်နေတဲ့မြည်သူကုံမဆိုးဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့သတိပေးပြောကြားခြင်းပါတယ်လို့ကြောက်စယ်မျိုးနယ်တော်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမညာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာချောင်းဦးလမ်းပိုင်းမှာတရုတ်ကျင်းဒီတေကားတွေကိုလမ်းကြောင်းရှင်းပေးနေရတဲ့စစ်ကောင်စီအုပ်စုက ပြည်သူတွေကိုဖမ်းဆီးငွေငြေရင်းနဲ့ပြစ်ခတ်တပ်ဖြတ်လို့ဈေးဝယ်ပြီးပြန်လာတဲ့ပြည်သူအမျိုးသမီးတဦးတေဆုံးကငါးဦးထက်မနည်းဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ၂ရက်နေ့ကချောင်းမြို့နယ်ခင်မုံရွာအနီးမုံရွာမန္တလေးလမ်းပိုင်းမှာဒေသခံတွေပြစ်ခတ်တပ်ဖြတ်ခံရတာလို့သိရပါတယ်ဖြစ်တာကဇွန်လ၂ရက်နေ့မနက်ပိုင်းလောက်ကပေါ့သူတို့စစ်ကောင်စီအုပ်စုကဝါပေါင်ကုမ္ပဏီကနေကြီးနီဗျားတွေကိုကားတွေနဲ့တဲပြီးတော့သူတို့ဘေးနားကိုတော်လိုင်းအဖွဲ့တွေကပြည်သူတွေမကန့်နိုင်အောင်လို့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တာ အဲ့ဒီလိုပြစ်တော့အကုန်ထွက်ပြေးရတာပေါ့ထွက်ပြေးတဲ့အချိန်မှာကျွန်တော်တို့ရွာတွေကအမျိုးသမီး၂ယောက်ထိခိုက်ဒဏ်ရာရတယ်တခြားရွာကအမျိုးသမီး၂ယောက်လည်းဒဏ်ရာရတယ်အမျိုးသားတအုပ်လည်းဒဏ်ရာရတယ်နောက်ထပ်မုံရွာကနေပြီးတော့လင်မယား၂ယောက်ကထော်လာကြီးနဲ့ဈေးဝယ်ပြီးပြန်လာတာကျွန်တော်တို့ရွာကနေအဖက်မှာသူတို့စစ်ကောင်စီအုပ်စုကတနက်နဲ့လှမ်းပစ်လိုက်တာအမျိုးသမီးကတော့မှန်တဲ့နေရာမှာတင်ပွဲချင်းပြီးတေဆုံသွားတာ ရွာကနေအိမ်တွေကိုလည်းမိရှုသွားတယ်လို့ခင်မွန်ရွာဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီအုပ်စုပြစ်ခတ်လို့ထိခိုက်ဒဏ်ရာရရှိသွားတဲ့လူတွေဟာအသက်မပြည့်သေးတဲ့73နှစ်အရွယ်မိန်းကလေးငယ်အပါအဝင်အသက်20ဝန်းကျင်နဲ့အသက်50ဝန်းကျင်ရှိတဲ့အမျိုးသားအမျိုးသမီးတွေဖြစ်ပြီးတော့အသက်50ဝန်းကျင်အမျိုးသမီးတို့ကတော့အမျိုးသမီးအင်္ကာကိုထိမှန်ခဲ့တာကြောင့်စိုးရင်ရတဲ့အခြေအနေဖြစ်တယ်လို့ ဒေတာတွင်တရင်ရင်းမြစ်ကပြောဆိုခဲ့ပါတယ်။ဒါအပြင်စေကောင်းစီအုပ်စုကကားလန်းဘေးရွာတွေကိုစီးနှင်းဝင်းမွေလူရက်ပြီးတော့အမျိုးသားတွေကိုပေါ်တာဆွဲဖမ်းဆီးနေလို့ပြည်သူတွေဟာထွက်ပြေးနေကြရတယ်လို့ဒေတာကန်တွေကပြောဆိုထားပါတယ်။ဇွန်လ6ရက်နေ့ကလည်းမုံရွာချောင်းလမ်းမိုက်ပေါ်မှာရှိတဲ့စွန့်ရီထက်စီဆိုင်ဂိတ်ခင်မုံဘတ်ဆောင်ချမ်းမြပလဲစီဆိုင်ဂိတ်စတဲ့နေရာတွေကခရီးသွားပြည်သူတွေကိုလက်နက်ပြမိုက်ကြီးခွဲပြီးတော့အထိုင်ချငွေညှက်နေတဲ့စစ်ကောင်စီအုပ်စုဂိတ်တွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်အမျိုးသားတအူးလက်နက်ကြီးထိမှန်တမ်းရခဲ့သလို တိုးနဲ့စိတ်ကြောင်းနေတဲ့လူငယ်အမျိုးသားခုနှစ်ဦးကိုပါစစ်ကောင်စီအုပ်စုကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံသတင်းရင်းမြစ်ကဆက်လက်ပြောဆိုခဲ့ပါတယ်။ဇွန်လ6ရက်နေ့ကတော့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတာအမျိုးသားတဦးထိခိုက်တယ်လို့သတင်းကြားတယ်။နောက်ပြီးတော့အသက်15နှစ်နဲ့အထက်ရှိတဲ့တိုးနဲ့နွားကြောင်းနေတဲ့နွားကြောင်းသားခုနှစ်ဦးကိုလည်းပေါ်တာဆွဲပြီးဖမ်းဆီးသွားတယ်လို့သတင်းအတိအကျကြားရပါတယ်။ ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့တိုးတွေနွားတွေကိုလည်းလောလောဆယ်မှာရှာမတွေ့သေးပါဘူးသူတို့စစ်ကောင်စီအုပ်စုကလမ်းဘေးဝဲရမှာတွေ့တဲ့လူငယ်တွေကိုပေါ်တာဆွဲနေတာဒေသခံတွေကတော့ရှောင်နေကြတော့မယ်လို့ပြောဆိုခဲ့ပါတယ် စစ်ကောင်စီအုပ်စုကမုံရွာချောင်းဦးလမ်းမိုင်းပေါ်မှာထိနှိုင်းကျဲပစ်ခတ်တပ်ဖြတ်တာပေါ်တာဆွဲဖမ်းဆီးပြီးတော့အကြမ်းဖက်တောင်းချနေတာတွေကြောင့်ချောင်းဦးမြို့နယ်ကပြည်သူတွေနဲ့မုံရွာမန္တလေးလမ်းမိုင်းမှာခရီးသွားလာနေတဲ့ပြည်သူတွေအနေနဲ့အတွားလာဆင်ကျင်ကြဖို့နဲ့တတိထားပြီးတော့သွာလာကြဖို့ကိုချောင်းဦးမြို့နယ်ပကဖကအတိပေးထုတ်ပြန်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ခန်းဆက်ကုန်းကျေးရွာဖုန်ကြီးကျောင်းကိုအချမ်းဘတ်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲခဲ့ရာဖုန်ကြီးတအုပ်အပါဝင်၃ဦးတန်ရာရရှိခဲ့ပြီးတော့ဖုန်ကြီးကျောင်းဟာပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့မနက်7:00နာရီခွဲအချိန်ဝင်းကျင်မှာနထိုးကြီးမြို့နယ်ခန်းဆက်ကုန်းအရှိတ်ဖုန်ကြီးကျောင်းကိုအချမ်းဘတ်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခတ်ခဲ့ရာဖုန်ကြီးကျောင်းဟာလုံးဝပျက်စီးသွားပြီးတော့ဖုန်ကြီးတပါးစီးကုန်မှာဘုံစားထိမှန်တန်ရာနဲ့ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ကျဲသွားတာလေးလုံးကျဲသွားတာမပေါက်ကွဲတဲ့တလုံးလဲကြံနေသေးတယ်ဘုန်းကြီးเจ้าကိုပဲကျဲချသွားတာဘုန်းကြီးကပြန်လွန်တော်မူတဲ့ကြားပေမဲ့အတိပြုလို့တော့မရသေးဘူးစီးကုန်ထိသွားတယ်ဆိုတာကတော့သိကြတယ်ဘာတိုက်ပွဲမှမဖြစ်ဘဲနဲ့ကိုကျဲချသွားတာမကျဲခင်အရေရက်တွေကတော့တိုက်ပွဲတွေဖြစ်တာရှိတာပေါ့လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိမှာစစ်ကောင်စီကနထိုးကြီးမြို့နယ်မှာစစ်ကြောင်းထိုးပြီးတော့ကြေးရွာများကိုဖျက်ဆီးခြင်းပစ္စည်းများကိုလူရက်ခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ငပလီမြို့တန်တွဲလေစိတ်အနီးကမှုတ်ဟင်းပြင်ရွာနယ်ခမရ966တိုင်ရင်ကြားဒီကနေ့ဇွန်လ9ရက်နေ့မနက်7:00နာရီကျော်အချိန်ကနှစ်ဖက်ထိပ်တွေ့ပစ်ခတ်တန်းကြီးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တန်တွဲမျိုးကိုတိမ့်ပိုင်နိုင်ဖို့အတွက်အရခတက်တော် AA ကတန်တွဲမျိုးနယ်အတွင်းကစစ်ကောင်စီရဲ့တပ်စခန်းများတပ်ရင်းများကို AP လ22ရက်နေ့ကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒေသခံတအူးကဒီနေ့မနက်7:00နာရီကျော်လောက်မှာမို့ဟင်းပြင်းနဲ့966တပ်ရင်းကြားမှာပြစ်ခတ်တန်တွေကြားနေရပါတယ်။မနေ့ကလည်းအဲ့ဒီနေရာတွေမှာတိုက်ပွဲဖြစ်ကြတယ်။အရန်ပြင်းထန်တဲ့အနေအထားတော့မဟုတ်ဘူး။အချိန်ပိုင်းလောက်ပဲဖြစ်ကြတာ။မနေ့ကဆိုရင်လေစိတ်ရဲကင်းနဲ့ K2 စားတော့ဆိုင်အနေမှာလက်နက်ကြီးကြားသေးတယ်။ဘယ်ဟုပြစ်တာလဲတော့မသိဘူးလို့ပြောပြခဲ့ပါဗျ။ မပလီမြို့နယ်သုံးပိုင်ကအကွာဂေါတောင်မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေစေဖြစ်ပြီးတော့ဂွေချောင်းရေစင်အလဲရွာကြေးရွာအနီးလိုမှာလည်းအေအေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံများရဲ့ပြောပြချက်အရသိရပါတယ်။အရခတပ်တော်အေအေဟာတန်တွဲမြို့နယ်မပလီမြို့ကိုဝိုင်းရံပိတ်ဆို့ကစစ်ကောင်စီရဲ့တပ်စခန်းများတပ်ရင်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တထေးကြီးအားလျက်စစ်စီမံကိန်းအနီးကတိုက်ပွဲကိုခိတ္တနားကား မပလီမျိုးဘက်ကိုထိုးဖောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။တန်တွဲတိုက်ပွဲမှာ AA ရဲ့ထိုးစစ်ကိုစစ်ကောင်စီကကြီးရေလေး၃ခုစလုံးနဲ့ခုခံတိုက်ခိုက်နေတော့လေ တပ်စခန်းတချို့သိမ့်ပိုက်ခံနေရပြီးတော့အရှုံးများနဲ့ရင်ဆိုင်နေရတဲ့အတွက်အရသာပြည်သူတွေနေထိုင်တဲ့ခြေရွာများအားလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခြင်းလက်နက်ကြီးများယာနဲ့ချီပြီးတော့ပြစ်ခတ်ခြင်းတို့ကိုနေ့စဉ်ပြုလုပ်နေတယ်လို့သိရပါတယ်။တိုက်ပွဲများပုံမပြင်းထန်လာနိုင်တဲ့အတွက်တန်တွဲမျိုးအပါအဝင်ဘူးတီတောင်မောင်တော်စစ်တွေမျိုးအတွင်းကပြည်သူများအနေနဲ့လွတ်မြောက်ရနေမည်သို့မဟုတ်အေအေရဲ့ထိန်းချုပ်ရနေမည်များကိုတွားရောက်ခိုးလုံကြရန်အေအေကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ